1990ခုနှစ်နိုဝင်ဘာလ12ရက်ယနေ့လိုနေမျိုးတွင်တီထွင်သူတင်ဘောနပ်စ်လီဒီကွန်ပျူတာများအကြားသတင်းအချက်အလက်မျှဝေမှုကိုတော်လန်ပစ်မီစနစ်တစ်ခုအတွက်တရားဝင်အဆိုပြုလွှာကိုထုတ်ဝေခဲ့သည်ဤစနစ်မှာယနေ့ကျွန်ုပ်တို့အားလုံးတုံ့ဆွဲနေသောအဘယ်အရာ ဖြစ်သည်နီ E email email B internet C world wide web D wifi အဖြေမမစီဖြစ်သည်1990ခုနှစ်နိုဝင်ဘာလ12ရက်နေ့တွင်စန်တွင်အလုပ်လုပ်သောတင်ဘာနက်လီသည် World Wide Web Proposal for a Hypertext Project ကိုထုတ်ဝေခဲ့သည်ဤအဆိုပြုချက်သည်ယနေ့ကျွန်ုပ်တို့အသုံးပြုနေသည် Web ၏အခြေခံအုတ်မြစ်များဖြစ်သော URL HTTP နှင့် HTML တို့၏သဘောတရားများကို ဖော်ပြခဲ့သည် မချတ် B internet network မှာအရင်ကတည်းကရှိနေသည် C www မှာထို internet ပေါ်တွင်အလုတ်လုတ်သောတည်င်းအချက်အလက်စနစ်ဖြစ်သည်